့လို့ရှိရင်စပိန်ကြီးနဲ့ဒီလိုဒီလိုအလိတ်ကြီးရင်းနဲ့လာလို့ဗဇက်ကြီးရဲ့ပြပြဲကြီးနဲ့သွားရင်ညီမလာလို့ခေတုံကတားရရှိရအခုလွန်လက်စွာပြိုင်ခွင့်ပေးပါတယ်ဒါပေမဲ့ဝင်းနက်စုကကြတော့ဒါကအဆင်ပြေတဲ့နေရာမှာပေါ့အဓိကကဘာလဲဆိုတော့ဝင်းနက်စုဆိုတာနိုင်ငံသားမှာတောက်ပြိုင်နေတဲ့အချိန်မှာပုံပုံကိုရက်တီနိုင်ရဲ့လားမနဲ့အစော်ကြီးထားနိုင်ရဲ့လားနိုင်ငံတကာနဲ့မှာအားမငယ်ပဲနဲ့ပွဲအစပွဲအဆုံးဟိုစိတ်သက်သာမစားနဲ့လုံနိုင်ရဲ့လားဒါလေးကိုမူတီပြီးရွှေရမှာလေပတ်စံချမ်းသာတိုင်းလည်းမရဘူးเนาะလှနေတိုင်းလည်းမရနိုင်ဘူးပေါ့เนาะ ဲ့တော့ Miss You ပေါက်တာမပေါက်တာအရင်ကြည့်ပါဦးပြိုင်တာပြိုင်ပါလို့ဟုတ်အာအရင်တော့ကျ Miss Universe ဆိုတာရှိရအိမ်အောင်တဲ့တွေပဲပြိုင်မယ် Universe လားမျိုးတော့ပြိုင်ခဲ့တယ်လေအဲ့2000 15လား16လားဒီလောက်နေပြိုင်နေအဲ့ဒါကွတ်ကျုံးမှာဆိုတော့အမ်အခုကျတော့ဒီ universe မှာပဲအားလုံးရဲ့အိမ်မက် universe ငါတို့အပျော်တော့မလုပ်ခဲ့ရတဲ့ universe အဲ့မှာပဲအိမ်အောင်တဲ့ကံကြီးရှိပြီအကောင်းလေလေအားပေးရလေဘာလို့ခွဲခြားခွဲခြားလုပ်မှာလဲလို့ဟုတ်တယ်မလားနောက်ပြီးတော့ချုပ်ဆုံလို့ရှိရင် LGBT တွေပြိုင်ခွင့်ရှိရအရင်ကောင်းနေကြတော့အိမ်မက် ဆိုတော့သူတို့မှာဂျန်ဂွင်းရှိရဲ့ကောင်းတယ်အားပေးတယ်။အားလုံးကောင်းမလဲမြန်မာပြည်မှာသာမြန်မာအချင်းချင်းကတချို့နားမလဲဒီလုံငယ်ဆန်နေဆိုတာနိုင်ငံသားလူတိုင်းမသွားနိုင်သေးဘူးလေ။အဲ့ခါကျတော့လင်းဘောဆိုတာတိတ်မရောက်ဘူးသေးတယ်သူကိုရီးယားဆိုကိုဆိုတာပေါ့နော်။ဆိုတော့အဲလူငယ်တဲ့ဆက်တီတုန်းကအပြင်းမကျဲသေးလို့လှမ်းလို့အဖြစ်တင်ဝေဖန်ခဲ့ကြတာ။အခုသွားမှုတဲ့လူတွေကတော့ကောင်းကောင်းသိနေပါပြီ။အာရှင်သားထည့်တယ်ဆိုတာဘယ်လိုမျိုးစေကန်းချင်းချင်းလေးတွေမှာထည့်ရလဲဆိုတော့လူတိုင်းသိနေပါပြီ။အဲ့တော့ဟိုဘယ်လိုခေါ်မလဲ။ တိတ်လည်းပြောကြတော့ဘောเนาะအမြင်နိုင်ငံသားမရောက်ဘူးတဲ့သူတွေကတော့အဖြစ်တင်နေကြတော့ရှိရောဘောเนาะနိုင်ငံသားရောက်တိုင်းတော့သိပါတယ်အာဆီလီကွန်ထည့်ပွင့်ရင်သိပါပြီဟုတ်ဆိုတော့ဒီမှာပြည်တွင်းမှာဒါလာနုဘောနာနာမည်ဖြတ်တဲ့လူတွေရတာရှိကြတာနိုင်ငံတကာမှာတော့လာနုနာမည်ကောင်းပါတယ်ရှင်အခုလာနုမယ်ပွဲထားလို့လို့ရှိရင်နိုင်ငံတကာကနေလာနုဘီအရင်တော့လိုပဲပေါ့เนาะ supporting ပေးမဲ့လူတွေအများကြီးပါပဲဆရာတွေကဖိလစ်ပိန်းမှာရှိတယ် Thailand မှာရှိတယ်အီတလီမှာရှိတယ်ဟုတ်အခုတည်းကသူတို့တွေမလုံဘူးလားမလုံဘူးလားဆိုပြီးတော့ပြောနေကြတာ ရလာနို international မှာနိုင်ငံကောင်းရှိပါတယ်ဟုတ်ဒီ for you one เนาะဒီ application အတွက်လာခဲ့တတ်ပါအာ for you application အတွက်လာပြီးတော့တက်တာပါရှင်အလာနိုကကျတော့ဆရာကိုစောအာယုံဦးရဲ့ဇနီးမမတီတာဖိတ်လို့လာတာပါရှင်ဟုတ် အာစိတ်ဝင်စားဟိုဘယ်လိုခေါ်လာမှုတည့်ရလူတွေရဲ့ပေါ့နော်ကားတွေပါတယ်ဆိုတော့လာမှုပျော်တာပေါ့ကိုမင်းတော်ဝင်းတို့ပါတို့လေအဲလာမှုရဲ့ကြားဆရာမြင်ဆရာတင်ဆရာပဲသူကားပါတယ်ဆိုတော့လာမှုပျော်နေတာဟုတ်လောလောဆယ်2025မှာရရှူတင်မရှိပါဘူးအရှင်းမပဲလုံးနောက်ပြီးတော့ miss square တွေပြန်ရောက်လာတဲ့ခါကျတော့သူတို့ supporting ပေးနေတာပေါ့နော်ဟုတ်အဲအဲ့ဒါတော့လာမှုရဲ့လွန်ခဲ့တဲ့စနေခေတ်ကဟောပို့ပေါ့နော်အဲ့တော့ကိုတီးထားတဲ့ဒီ7နှစ်တာကာလတီးတာလေးကို sharing လုပ်ပေးတာပေါ့နော်အာကလေးတွေကိုကိုပိုင်းကလေးတော့မလုံးနိုင်သေးပေမဲ့အဲသူများရဲ့ကလေးတွေပေါ့ နိုင်ငံသားသွားပြန်ကန်ပြီးဆိုလို့ရှိရင်မှလူရှိလာပြီးတော့အကြံဉာဏ်ယူတာလေးတွေနည်းနည်းပေါ့နေတာထိုင်တာစတာတောက်တာလေးတွေသင်တာလေးတွေဟောအလားမျိုးအဲ့လိုလေးတရနေ့ရတွေ့ပြီးတော့ပြောပေးနေရရှင်ညှောက်ဝေပြီးတာပေါ့ရှင်ဟုတ်အခုနှစ်ခေတ်ကတော့ပို့ပြီးတော့ အဆင်ပြေလာတယ်။လာနိုရိုခေတုံးကလွန်ခဲ့တဲ့ဆန်နှစ်ကကျတော့တတူမထိုးရဘူး။အမ်ဘယ်လိုခေါ်မလဲ။အတူမထဲရဘူး။ဆီလီကွန်မထားဘူး။အဲ့လိုမျိုးရရှိရ။အခုကျတော့လွတ်လပ်ပေါ်ပါသွားတယ်။မအနီတီတာဖိတ်ပေးရလာနိုရို။ဟုတ်ပါဟာ။တက်ပေါ်ပါသွားတယ်။နောက်ပြီးတော့ Miss Universe ဆိုလို့ရှိရင် LGBT အကုန်လုံးလာခွင့်ရှိတယ်။ဒီအပြေအော်မဟိုအိမ်လောင်တွေကြီးလည်းလာခွင့်ရှိတယ်။ဆိုအရန်ကောင်းတာပေါ့ရှင်။တချို့ကျတော့အပြေအော်ကမိဘချုပ်ချယ်ထားလို့အခွင့်အရေးမရလို့မပြန်ရတဲ့လူတွေအိမ်လောင်ကျတော့မှအိမ်လောင်ကွဲသွားတော့မှပြန်ခွင့်ရှိတယ်။ တို့လှနေသေးရပြချင်သေးရလေတို့မှလည်းအခွင့်အရေးရှိရလေမဟုတ်လားနော်အောက်ပြရရင်ပြီးတော့လေလှနို့တို့အရင်ခေတ်တော့10နှစ်တော့ဆိုရင်ကိုခန္ဓာကျမ်းမာတန်ဆွမ်းရမယ်ဆိုတာပါရှိရအခုနောက်ပိုင်းဆိုလို့ရှိရင်ကျမ်းမာမတန်ဆွမ်းတဲ့သူတွေတောင်မှပေါ့နော်ဟိုဘယ်လိုခေါ်မလဲကိုခန္ဓာဘယ်လိုခေါ်မတန်မီနဲ့စွမ်းတဲ့သူတွေခေါ်လားမတန်မီနဲ့စွမ်းတဲ့လူတွေတချို့နိုင်ငံသားပါပြိုင်နေကြအတွင်းအရင်အောက်ပြရရှင်လူတိုင်းမှာပြိုင်ခွင့်ရှိရယ်ဟောလူတိုင်းမှာသူတို့ရဲ့ပေါ့နော် talent လေးတွေချပြခွင့်ရှိရယ်ပေါ့နော် winner ကြီးမရဘူးမရနိုင်ဘူး ဒါတို့ကတချို့တွေကြာတီးပြီးသားဒါပေမဲ့ကိုယ့်ကိုလူတွေကသတိထားမိမယ်ပြီးတော့လူကြောက်တတ်တဲ့လှမ်းမလို့လူလူမျိုးတွေအနေနဲ့မဲပြိုင်လိုက်တဲ့အချိန်မှာလူမကြောက်တော့ဘူးပြောရဲဆိုရဲသွားမယ်နောက်ပြီးဓာတ်ပုံဆရာတွေမီဒီယာတွေဒီဇိုင်နာတွေမိတ်ခတ်ဆရာတွေကနေပြီးကိုယ့်ကိုသတိထားမိသွားတော့ကိုယ့်မှာတခြားအလုပ်အတွက်အဆင်ပြေတာပေါ့နော်အဥမာဓာတ်ပုံဖိုတိုရှူတင်းလုပ်ခြင်းမဖြစ်ဖြစ် MC presenter လုပ်ခြင်းမဖြစ်ဖြစ်အဆင်ပြေတာပေါ့နော်အဲ့တော့ပြိုင်ပါလူတွေဘာပြောပြောပြိုင်ပါလို့ပြောချွတ်ပြောပါ miss ယုံမထွက်ဘူးလို့ body က miss ကိုလုံးမဟုတ်ဘူးလို့ဆိုတော့ မစ်ဆိုအဲ့ဒါတွေကလွန်ခဲ့တဲ့10နှစ်မှာကျန်ခဲ့ပြီကွာတည်ရမလားမစ်ဆိုလို့ရှိရင်စပိန်ကြီးနဲ့ဒီလိုဒီလိုအလိတ်ကြီးရင်းနဲ့လာလို့ပါဇက်ကြီးရင်းပြပြဲကြီးနဲ့သွားရင်းကြီးနဲ့လာလို့ခေတုံကတားရရှိရအခုလွန်လပ်စွာကျန်ခွင့်ပေးပါတယ်ဒါပေမဲ့ဝင်းနဲ့စုကကြတော့ဒါကအဆင်ပြေတဲ့နေရာမှာပေါ့အဓိကကဘာလဲဆိုတော့ဝင်းနဲ့စုဆိုတာနိုင်ငံသားမှာတောက်ပြိုင်နေတဲ့အချိန်မှာပုံပုံကိုရက်တည်နိုင်ရဲ့လားမနဲ့အစော်ကြီးထားနိုင်ရဲ့လားနိုင်ငံတကာနဲ့မှာအားငယ်ပဲနဲ့ပွဲအစပွဲအဆုံး ဟိုစိတ်တက်တမ်းမဆောင်နဲ့လုံနိုင်ရလားဒါလေးကိုမူတီပြီးတော့ရွေးရမှာလေပတ်စံချမ်းသာတိုင်းလည်းမရဘူးเนาะလှနေတိုင်းလည်းမရနိုင်ဘူးပေါ့เนาะအဲ့တော့ Miss You ပေါက်တာမပေါက်တာအရင်ကြည့်ပါဦးပြိုင်သားပြိုင်ပါလို့ဟုတ်အာအရင်တော့ကကြာ Miss Universe ဆိုတာရှိရဲ့အိမ်အောင်တဲ့တွေပဲပြိုင်မယ် Universe လားမျိုးတော့ပြိုင်ခဲ့တယ်လေအဲ့2015လား16လားဒီလောက်မျိုးပြိုင်နေအဲ့ဒါကွတ်ကျုံးမှာဆိုတော့ um အခုကျတော့ဒီ universe မှာပဲအားလုံးရဲ့အိမ်မက် universe ငါတို့အပျော်တော့မလုပ်ခဲ့ရတဲ့ universe အဲ့မှာပဲအိမ်အောင်တဲ့ကံဝင်ရှိပြီအကောင်းလေလေအားပေးရလေဘာလို့ခွဲခြားခွဲခြားလုပ်မှာလဲလို့ဟုတ်တယ်မလားနောက်ပြီးတော့ချိုးဆုံလို့ရှိရင် LGBT တွေပြိုင်ဝင်ရှိရအရင်ကောင်းနေကြသူတို့အိမ်မက်ဆိုတော့သူတို့မှာပြိုင်ဝင်ရှိရကောင်းနေအားပေးရ um ဘယ်လိုခေါ်မလဲ catwalk အပိုင်းကသာပြောင်းရင်ပြောင်းသွားမယ်ဒါပေမဲ့ရေချင်းမှုကပြောင်းသွားမှာမဟုတ်ဘူးရှင်ဥပမာဒီလူကပိုလန်မှာသွားပြိုင်တာဆိုလို့ရှိရင်သူဒီ European နဲ့ပတ်သက်ပြီးတော့တို့ရဲ့အနေအထားယဉ်ကျေးမှုကိုနားလည်ရမယ်စားတာတောက်တာအစ European style ပေါ့နော်အဲ့ဒါမျိုးလေ့ချင်ရမယ်အဲဥပမာ Thai မှာဆိုလို့ရှိရင်တော့ American style စားလေးရှိတယ်အဲဒါမျိုးလေးပေါ့ Thai စားလေးရဘယ်လိုလေးရှိရယဉ်ကျေးမှုကတော့ဘယ်လိုရှိရဲဒါမျိုးလေးပေါ့ဒီ sponsor visit တော့ဘယ်လိုမျိုးလေးနေထိုင်ရမယ်လမ်းအလေးသင်ပေးရပေါ့ရှင်ဟုတ်အော်တချို့ကြတော့လမ်းမှုကပေါ့နော်အရင်တော့ကနာမည်ကောင်းတစ်ခုမရှိထားတဲ့ဟာလေးနဲ့တို့ကနေပြီးအာအရန်လဲတဲ့အမျိုးသမီးကလေးကိုရောင်းစားထားတဲ့အမျိုးသမီးတို့ကဘယ်လိုပြန်လာလဲဆိုပြီးတချို့ကြတော့ဒီ းကြရဲပေါ့နော်အဲ့တော့အာလာမှုကျေးဇူးတင်ပါတယ်ဒါဆိုရင်တို့ရ2014တွေကလာမှုအားပေးနေတဲ့လူတွေပေါ့ဟုတ်အဲ့တော့အဓိကတော့ဘာလဲဆိုတော့အရာရာဟာပေါ့နော်ဒီတင်ပြတဲ့အတိုင်း ဖြစ်ချင်မှဖြစ်မယ်တခါလေဆိုလို့ရှိရင်တယောက်နဲ့တယောက်ကိုငဲ့ညာလိုက်ပြီးတော့နောက်ဆုတ်လိုက်တာတွေရှိရဲဒါကြောင့်မလို့အတိအကျအသေးချာအဖြေဆိုတာမရှိပါဘူးလို့အဲ့တော့လာလို့နေနေရဒါတွေလည်းဇက်ကြောင်းဇက်ကြောင်းထန်ပြီးတော့မပြောချင်ဘူးကိုယ်ကလေးအခုအဆင်ပြေနေရဆိုရင်ပဲကိုကဝမ်းနေအဲကိုယ်ကလေးအခုအဆင်ပြေနေရဆိုရင်ပဲကိုကဝမ်းသာနေရပေါ့နော်ဒါပေမဲ့သူတို့ပြောနေတဲ့အတွက်ကြောင့်တော့ကိုယ်ဝမ်းနေတာလေးတခုရှိရဲဒါပေမဲ့လာလို့ဒီကိုယ်လိပ်ပြကိုယ်လုံးနေပေါ့နော်ဟုတ်ပါလုံးကောင်းလေမြမပြီးမှသာမြမအချင်းချင်းကတချို့နားမလဲဒီလုံငယ်ဆန်နေဆိုတာနိုင်ငံသားလူတိုင်းမသွားနိုင်သေးဘူး ဘူးလေအဲ့ခါကျတော့လင်းဘောဆိုတာတိတ်မရောက်ဘူးသေးရဲ့သူကိုရီးယားဆိုကိုဆိုတာပေါ့နော်ဆိုတော့အဲလူငယ်တဲ့စက်တီတုန်းကအပြင်းမကျဲသေးလို့နှာနှုတ်ကိုအပြစ်တင်ဝေဖန်ခဲ့ကြတာအခုသွားမှုတဲ့လူတွေကတော့ကောင်းကောင်းသိနေပါပြီအာရှင်သားထဲ့တယ်ဆိုတော့ဘယ်လိုမျိုးစိတ်ငန်းချင်းချင်းလေးတွေမှာထဲ့ရလဲဆိုတော့လူတိုင်းသိနေပါပြီအဲ့တော့ဟိုဘယ်လိုခေါ်မလဲ တိတ်လည်းပြောကြတော့ဘောเนาะအမြင်နိုင်ငံသားမရောက်ဘူးတဲ့သူတွေကတော့အဖြစ်တင်နေကြတော့ရှိရောဘောเนาะနိုင်ငံသားရောက်တိုင်းတော့သိပါတယ်အာဆီလီကွန်ထည့်ပွင့်ရင်သိပါပြီဟုတ်ကြောက်ဘလို့ဆေးကမ်းမျိုးလဲဆိုတာသိပါတယ်ဟုတ်ဆိုတော့အေးဆေးပါပဲပြောချင်တာတွေပြောကြပါအာ အဓိကကပါလဲဆိုကိုတင်မေးလိုက်တဲ့ကလေးအောင်မြင်နေရဆိုရင်ပဲကိုကဝမ်းသာနေရကိုတင်မေးလိုက်တဲ့ကလေးကြာဆုံးသွားရဆိုရင်တော့ကိုကဝမ်းနေရတာပေါ့ဟုတ်ကဲ့ဒီမှပြည်တွင်းမှာသာလှမ်းမှုပေါ်တာနာမည်ဖြတ်တဲ့လူတွေရတာရှိကြတာနိုင်ငံတကာမှာတော့လှမ်းမှုနာမည်ကောင်းပါတယ်ရှင်အခုလှမ်းမှုမဲပွဲထားလုပ်လို့ရှိရင်နိုင်ငံတကာကနေလှမ်းမှုပြီးအရင်တော့လိုပဲပေါ့နော် supporting ပေးမဲ့လူတွေအများကြီးပါပဲဆရာတွေကဖိလစ်ပိန်းမှာရှိတယ် Thailand မှာရှိတယ် Italy မှာရှိတယ်ဟုတ်အခုတည်းကသူတို့တွေမလုပ်ဘူးလားမလုပ်ဘူးလားဆိုပြီးတော့ပြောနေကြတာအဲ့တော့လှမ်းမှု international မှာနိုင်ငံကောင်းရှိပါတယ်